ဘုရားရှင်တရားနဲ့ဘယ်သူမြတ်တယ်လဲပေါ့ဟိုတုန်းကကြံဒီကံတို့ဘာလို့ဟောဘူးလဲဘုရားနဲ့တရားဘယ်သူမြတ်တယ်လဲလိုက်ဟောလိုက်မေးတာဆရာတော်ကြီးကြီးရောက်တော့ကမင်းတို့အယူတွေဆိုမောင်းထုတ်ပြတယ်အဖြေမပေးဘူးပေါ့လေအမှန်တော့အဖြေတစ်ခုပေးရပါမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟာသာသနာတွင်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့မှာပေတံရှိတယ်ပါဠိတော်ထာဂရာဒီကသုတ်တံဝိနည်းအဘိဓမ္မာဒါတွေအားလုံးကကျွန်တော်တို့ရဲ့ပေတံပါကျွန်တော်တို့ရဲ့မူဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဗုဒ္ဓဘာသာတွေမှာမူဆိုတဲ့စနစ်ရှိပါတယ် ဥပမာဆိုပါဆိုကျွန်တော်တို့ဖြစ်စဉ်ညမာလို့ပါဠိလိုပြောရင်တော့ဘဝတိတ်ကမလို့ခေါ်ပါတယ်ဖြစ်စဉ်နောက်ဒုတိယတစ်ခုကပယ်စဉ်ပဟာနကမလို့ခေါ်ပါတယ်နောက်နံပါတ်3ကျင့်စဉ်ပฏิပတိတ်ကမလို့ခေါ်ပါတယ်နောက်ဘုံစဉ်ဆိုတာရှိပါတယ်ဘူမိတ်တကဘူမိတ်တကမဘုံစဉ်ဆိုတာရှိပါတယ်နောက်တစ်ခုကဟောစဉ်ဆိုတာရှိပါတယ်ဒေသနကမ နောက်အမျက်စင်ဆိုတာရှိပါတယ်ဓက္ခိကောယုကမဒီလိုအစင်တွေကိုကျွန်တော်တို့ဟာပေးတန်တဲ့ဘွယ်ထားရပါလိမ့်ဘုရားတရားတန်ခါဆိုတဲ့ယရဏသုံးပါးကိုဆင်ထားတာဘုရားအမျက်လို့ရှေ့ရထားတာပေါ့ဟုတ်လားအမိနဲ့ဖမှာအမိအမျက်လို့ရှေ့ရထားတာပေါ့လို့ဆိုပြီးကိုယ့်ရဲ့ဉာဏ်လေးနဲ့ခုနပြောတဲ့တက္ကဆိုတဲ့မာတက္ကဟိတုကြံစီပြီးတော့စဉ်းစားဆင်ခြင်ကြပါအဲ့တော့ကျွန်တော်တို့စဉ်းစားရမှာကကျွန်တော်တို့မှာပေတံရှိတယ်ကျွန်တော်တို့ဉာဏ်နဲ့မလုံလောက်တဲ့ခါမှာမြတ်စွာဘုရားရှင်ဟောကြားတဲ့ဒေသနာတော်ဒီနဲ့ ဖရတရားတန်ခါဆိုတဲ့အစဉ်သုံးခုကိုဆင်တာဟာအမျက်ကိုဆင်တဲ့ဟာမျိုးမဟုတ်ပါဖြစ်စဉ်ကိုဆင်တာ ဖြစ်ပါတယ်ပဝတ္တိကမှာဖြစ်ပါတယ်ဖရအရင်ဆုံးပေါ်ထွန်းရပါတယ်ဘုဒ္ဓလောကေသမုတ်ပံတော်ဟိတာယတပ္ပပါဏိဖြစ်စဉ်ရဖရဟာနံပါတ်1ဖြစ်ပါဖရဖြစ်ပြီးတော့မှအဲ့ဒီမြတ်စွာဘုရားရှင်ကနေပြီးတော့ဓမ္မကိုပေါ်ထုတ်ပါတယ်ဒုတိယဖြစ်စဉ်ကဓမ္မပါဓမ္မလောကေသမုတ်ပံတော်ဒုက္ခယတပ္ပပါဏိ အဲ့ဒီတော့အဲ့ဒီဓမ္မကိုကျင့်သုံးလိုက်တဲ့အခါမှာတန်ခါဆိုတဲ့လူဖွဲ့စည်းတစ်ခုပေါ်လာတယ်။တန်ခေါ်လောကီသမုတ်ပံတော့ပုံညခိတ္တအနုတ္တရ။ဒါဖြစ်စဉ်ကိုပြောတာပါ။ဖရားပေါ်တယ်နံပါတ်၁ပြီးရင်ဓမ္မဆိုတာပေါ်တယ်။ဒီနေရာမှာဓမ္မကရှိပြီးသားလို့ပြောเสียရှိပါတယ်။သို့သော်ရှိပြီးသားပဲမြဲသူပေါ်ထွန်းတာမဟုတ်ဘူး။ဝင်ထွန်းတာမဟုတ်ဘူး။မြေကြီးအောင်မှာကြောက်စင်းတုံးကြီးတစ်ခုအနှစ်တစ်ထောင်လောက်ရှိကြာကျင်လဲကြာမယ်။ရှိကျင်လဲရှိနေမယ်။သို့သော်လည်းတူဖော်မှုမရှိရင်ဒီကြောက်စင်းတုံးကြီးပေါ်ထွက်တယ်လို့ပြောခွင့်မရှိပါဘူး။ ဒါကြောင့်မြတ်စွာဘုရားရှင်ကအစဉ်အားဖြင့်၁ဓမ္မက၂တန်ဃာက၃ဗုဒ္ဓနဲ့တန်ဃာကိုဆက်သွယ်ပေးလိုက်တာဓမ္မနဲ့ဆက်သွယ်ပေးလိုက်ပါဒါကြောင့်ဗုဒ္ဓကမအရာဖရာတရားတန်ဃာလို့ဖြစ်စဉ်ကိုစင်ထားခြင်းဖြစ်ပါတယ်ဖရာနဲ့တရားဘယ်သူမြတ်တယ်လဲတရားနဲ့တန်ဃာဘယ်သူမြတ်တယ်လဲဖရာနဲ့တန်ဃာဘယ်သူမြတ်တယ်လဲဆိုတာဒါတွေကတော့အဖြေထုတ်မယ်လို့ဆိုရင်သူ့အရာဌာနနဲ့သူကျွန်တော်တို့အဖြေထုတ်ရပါလွယ်ကူတဲ့ဥပမာပေးပါမယ်နံပါတ်၁ချက် လက်ဝိချန်ပီယံရယ်ရေကူးချန်ပီယံရယ်အပြေးချန်ပီယံရယ်ဘယ်ချန်ပီယံကတော်လဲလို့မေးရင်အဲ့ဒီအတွက်အဖြေမရှိပါဘူး။ဘာကြောင့်လဲအရာဌာနမတူလို့ပါ။အကုန်လုံးအတော်တည်းပါပဲအထွတ်ထိပ်ကြီးပါ။ထိုနည်းတူစွာပဲဗုဒ္ဓဆိုတာဒီချမ်းသာခြင်းကျိုးကို ပေးဆွမ်းနိုင်တဲ့အမြင့်မြတ်ဆုံးသောလူပုဂ္ဂိုလ်တူ။ဓမ္မဆိုတာဒီချမ်းသာခြင်းကျိုးကိုပေးဆွမ်းနိုင်တဲ့အမြင့်မြတ်ဆုံးသောသဘောတရားတူ။တန်ခါဆိုတာဒီချမ်းသာခြင်းကျိုးကိုပေးဆွမ်းနိုင်သောအမြင့်မြတ်ဆုံးသောလူအဖွဲ့စည်းတူ။လူပုဂ္ဂိုလ်တူရဲ့သဘောတရားတစ်ခုရဲ့ လူအဖွဲ့အစည်းတခုရအရာဌာနကွဲပါတယ်။ဒါကြောင့်ကျွန်တော်တို့ကထပ်ခွဲရပါတယ်။တက္ကိကောယုကမှာအမျက်စင်နဲ့ပြောကိုးကွယ်ရာမှာဗုဒ္ဓဟာယရဏနံပါတ်၁ဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကနတ္တိမေပฏิပုဂ္ဂလောလို့နှုတ်တစိခန့်နေခဲ့ပါတယ်။ငါနဲ့တူတဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးတဲ့။နမေအာဇရိယောအဋ္ဌိသတိသောမေနဝိသတိသတေဝကတမေလောကတမေနတ္တိမေပฏิပုဂ္ဂလော။ငါမှာဆရာလည်းမရှိဘူး။ငါတဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်မရှိဘူး။သူအမျက်ဆုံးလို့ပြောတာ။ ဒါကြောင့်အခြေနှစ်ချောင်းအခြေလေးချောင်းအခြေရှိချောင်းဘယ်လိုပဲတတ္တဝါဆိုတဲ့ဇင်းရင်ဝင်တိုင်းဝင်တိုင်းအလုံးနဲ့မှာအမြင့်မြတ်ဆုံးဟာဗုဒ္ဓ။ဒါကြောင့်ဘုသူကိုယ်ွယ်မလဲလို့ဆိုရင်ဗုဒ္ဓကိုယ်ပဲကိုယ်ွယ်ရပါမယ်အမြင့်မြတ်ဆုံး။ဒါကြောင့်ကိုယ်ွယ်ရမှာဗုဒ္ဓဟာယရဏနံပါတ်1ဓမ္မနဲ့တန်ခါနောက်ရောက်သွားပါတယ်။အဲဒါလိုကိုယ်ွယ်ရမှာထိတ်တန်းခြင်းရောက်တော်လဲပဲဗုဒ္ဓကစဉ်းစားတော်မူပါတယ်။လောကမှာတည်ဆုံးလူဦးကိုအလေးကလူမပြုတ်ပဲနေရင်မကောင်းဘူးလို့ဗုဒ္ဓရဲ့ဉာဏ်မှာထင်ပါတယ်။ဒီတော့ဗုဒ္ဓသည်မိမိအလေးကလူပြုရမယ့်အရာကိုရှာပါတယ်။ပုဂ္ဂိုလ်ကိုရှာပါတယ်။ဘယ်သူမှမတွေ့ပါဘူး။ ဒါဖြင့်နောက်သဘောတရားကိုရှာတဲ့အခါဓမ္မကိုတွေ့ပါတယ်။ဤတရားကိုငါပင်လင်သိခဲ့လို့ဒီတရားတော်တွေသိခဲ့လို့သစ္စာတရားကိုသိခဲ့လို့ဗုဒ္ဓဖြစ်ကိုရောက်တယ်။ဒါကြောင့်ငါအလေးကရုပြုနေရမယ်လို့ဆိုပြီးဓမ္မကိုဗုဒ္ဓသည်အလေးကရုပြုနေရမယ်။ဒါကြောင့်သမ္မာသမ္ဗုဒ္ဓပူဇိတံသီရတာနမမိဆိုတဲ့ကျမ်းဂန်ပါဠိလာရှိတည်နေဓမ္မံကရုံကတ်တော်အလေးကရုပြုရာဓမ္မဟာယရဏနံပါတ်၁ဗုဒ္ဓနဲ့တန်ခါဟာနောက်ရောက်သွားပါဗုဒ္ဓကိုယ်တိုင်သိပင်လင်ဓမ္မကိုအလေးကရုပြုနေပါ နောက်တစ်ချက်တန်ဃာလှူဒန်းရမှာတန်ဃာဟာယရဏနံပါတ်1မြတ်စွာဘုရားရှင်ဒီဥသောပုဂ္ဂလဒိဋ္ဌံကိုလှူခြင်းတဲ့တန်ဃာဒီဥသောအဖွဲအစည်းအပေါင်းအစည်းကိုလှူဒန်းခြင်းကပို့ပြီးတော့မြင့်မြတ်တယ်လို့သာသနာရဲ့ရှေ့ရေးကိုကြိုတွေးပြီးတော့မြတ်စွာဘုရားရှင်ကတန်ဃေဒိဏံမဟဖလံတန်ဃာကိုလှူဒန်းတဲ့နေရာမှာအမျက်ဆုံးပဲလို့ဖွင့်ဆိုခဲ့ပါမြတ်စွာဘုရားရှင်ဒီပင်လေမိတိတော်ဂေါတမီလူတန်းနဲ့ရွှေချသင်္ကန်းကိုငါအာမလှူနဲ့တန်ခါအားလှူလို့၃ချိန်တန်တန်ညွန်ပြတော်မူခဲ့ပါတယ် တန်ခဂုံတော်၉ပါးမှာလည်းပဲအနုတ္တရံပုံညခိတံလောကသာအနုတ္တရံအတုမရှိမြတ်လာစွာသောပုံညခိတံကောင်းမှုမျိုးစစ်စိုက်ပျိုးရန်အလို့မှာအကောင်းဆုံးသောလေယာမြေလို့ညွှန်ပြခဲ့ပါတယ်။ဒါကြောင့်လှူဒန်းရမှာတန်ခဟာယရဏနံပါတ်၁ဗုဒ္ဓနဲ့ဓမ္မနောက်ရောက်သွားပါတယ်။